ကျွန်တော်မိတော်နားမလဲရဲ့ marketing ကိုကျွန်တော်လုပ်ခဲ့ဟူပါတယ်2019မှာကျွန်တော်ညံကိုစတုန်းကကျွန်တော်ရဲ့ကျွန်တော်မိဘောနော်ညစာသူလူစားကြတယ်အဲ့ဒီညစာစားရဲ့ပွဲမှာကျွန်တော်မိကကျွန်တော်ကိုပြောတယ်အာတားရဲ့တားရဲ့ Facebook page ကဘာကြီးညာထားရလဲအမိအောင် နားမလဲဘောနော်အာအဲ့အနဲ့ကျွန်တော်ကလည်းအဲ့တုန်းကကြီးညာထားတာကကြောင့်အင်္ဂလိပ်လိုပဲကျွန်တော်ကကြီးညာထားတယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကနိုင်ငံညပြန်လာတာပေါ့အဲ့တုန်းကအဲပြန်လာပါစားဆိုတော့ကျွန်တော်ထင်တာကကျွန်တော်ရဲ့ target customer တွေက အာနိုင်ငံကြားရတယ်ပေါ့နော်အဲ့လိုလိုချင်တာနိုင်ငံကြားရတယ်လို့ပဲကျွန်တော်ထင်ပြီးတော့ကျွန်တော်အင်္ဂလိပ်လိုပဲကျွန်တော်ကြီးညာခဲ့အဲ့ဒီမှာကျွန်တော်မိအောင်နားမလည်ဘူးဖြစ်သွားတယ်ပေါ့အဲ့ဒီကြီးညာလေးကိုအဲ့ဒါနဲ့ကျွန်တော်ကကျွန်တော်မိကိုပြောတယ်မိရလေဒီဟာကမိနားလည်းမမဟုတ်ဘောင်းဆိုတော့အမေကျွန်တော် customer မှမဟုတ်တာပေါ့နော်ကျွန်တော်အဲ့လိုပြောခဲ့အဲ့ဒါနဲ့အာကျွန်တော်မိရလေအော်ကားဆင်ပြီးပြရပဲပေါ့နော်အဲ့ကျွန်တော်မိရတော့ kidding ခဲ့ပေါ့အာကျွန်တော်အဲ့တုန်းကအဲ့လိုအင်္ဂလိပ်စာတွေကို post တွေကိုကျွန်တော် boost လုပ်ခဲ့တယ် အဲ့ဒါနဲ့ကျွန်တော်အမေကလည်းနားမလဲကျွန်တော်မြင်ရမဟုတ်ဘူးလူများစုနားမလဲတာပေါ့နော်အဲ့တုန်းကခက်တာကမြန်စတုန်းကနှစ်လတိတိလုံးဝ customer များကဲဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ target customer ကိုတိကျကျနားမလဲအခုနောက်ပိုင်းကျွန်တော် AI ထွက်လာတော့အဲ့ဒီတက်နာရေလုံးဝမရှိတော့ဘာလို့မရှိတော့လဲဆိုတော့အဲ့လိုမျိုး customer တွေကိုကျွန်တော်ကတိကျကျသွားလို့ရဆိုတော့ကျွန်တော်အများကြီး AI နဲ့ define လုပ်လို့ရပါပြီကိုယ့်ရဲ့ target customer ကိုကိုယ်ကတိကျကျ AI နဲ့ နားလည်အောင်လုပ်လိုက်တဲ့ခါမှာကျတော့ကျွန်တော်တို့က targeting နဲ့လုံးဝမမှားတော့ကျွန်တော်တို့ပြောချင်တဲ့เนาะစကလုံးတွေပြီးတော့သူ့ရဲ့ pain စီ need စီကိုကျွန်တော် AI နဲ့အကုန်ဆွဲထုတ်လို့ရနေပါတော့။အဲ့ဆိုကိုကကို customer ကို AI နဲ့နားလည်အောင်လုပ်လို့ရ wise ဆိုတဲ့အချိန်မှာကျတော့သူတို့ကသူတို့ကိုဘာလုံးလုံးရသွားတယ်ပြောချင်တာသူ့ရဲ့ pain points ကိုကျွန်တော်တို့ကเนาะပြောလိုက်ပြီးဆိုရင်သူ့ရှင်ဘက်တဲကိုထိသွားတယ်။အဲ့ဒါဆိုတော့သူတို့ကသူ့ရဲ့เนาะ customer ဖြစ်ဖို့ကအရန်အခွင့်ရတာပေါ့နော်။အဲ့ဒါဆိုတော့ကျွန်တော် ပြောချင်တာကဒီ lain ကိုစတုံးပါเนาะပြီးတော့ရင်ကိုယ့်ရဲ့ customer ကဘယ်လိုလဲဆိုတာတိကျကျ AI နဲ့ define လုပ်ပါเนาะအဲ့လိုမျိုးရေကျွန်တော်လေ့လာခြင်းဆိုရင်ကျွန်တော်ရဲ့အတန်ကိုတက်လို့ရတယ်ပေါ့เนาะအဲဒါမှမဟုတ်ကျွန်တော်ပြောချင်တာကတင့်ရဲ့အမေဒါမှမဟုတ်တင့်ရဲ့ဝန်ကျင်ကရှိရဆိုရအောင်တင်ပြောတာတွေကိုเนาะတင့်ရဲ့ marketing ကိုတိကျနားမလဲဆိုရင်တိကျရဲ့တင့် customer ရောက်ဝအရန်ခက်ခဲပါလိမ့်မယ်အဲ့ဒါဆိုတော့တင့်ရဲ့ marketing message ကိုပြင်ပါ AI နဲ့ fine tune level.